နောက်ထပ်ရခိုင်တရင်တပုတ်အနေနဲ့ကတော့စစ်ကောင်စီကသူ့ရဲ့တဖက်သက်အပြေးခက်ရစေးချောင်းထုတ်ပြန်ထားတဲ့ရက်ပေါင်း20ကာလအတွင်းရခိုင်ပြည်မှာစစ်ရေးတိုက်ခိုက်မှု409ကြိမ်ဖြစ်ပွားခဲ့တယ်လို့ HDCO ရဲ့ April 24ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်။စစ်ကောင်စီရဲ့အမြင်ခံငလျင်အပြေးခက်ရစေးရေးအောက်မှာရခိုင်မှာစစ်ရေးတိုက်ခိုက်မှုပေါင်း409ကြိမ်အထိပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ထုတ်ပြန်ချက်အထဲမှာ ရင်အား9တသမ9ရှိတဲ့မြင်းကလေးရင်ဖြစ်ပွားပြီးတဲ့နေမှာပဲမြမစစ်ကောင်စီဟာလူသားချင်းစာနာမှုအကူအညီဝေရောက်နိုင်ရေးအတွက်ရက်ပေါင်း20ကြာအပြည့်ခတ်ရက်စီကြောင်းကြေညာခဲ့ပေမဲ့လည်းသူတို့ကိုယ်တိုင်မလေးစားခဲ့ဘူးလို့ဆိုထားပါတယ်။စစ်ကောင်စီဟာဧပြီလ2ရက်နေ့ကနေ22ရက်နေ့အတွင်းကြောက်ဖြူတောင်ကုတ်ကြောက်တော်စစ်တွေပေါတော်ရုံမှာပြစ်ခတ်တိုက်ခိုက်မှု409ကြိမ်အထိပြုလုပ်ခဲ့တယ်လို့ဖော်ပြထားတာပါ။တိုက်ခိုက်မှုအမျိုးအစားတွေကတော့တိုက်လီရင်တွင်နဲ့လေကြောင်းတိုက်ခိုက်မှု ဒရုန်းနဲ့တိုက်ခိုက်မှုစစ်တပ်လေးထီးနဲ့တိုက်ခိုက်မှုရေတပ်သင်္ဘောတွေကနေပစ်ခတ်မှုနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်တယ်လို့ဆိုထားပါတယ်။ဒီလုံရက်တွေဟာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုပြောင်ပြောင်တင်းတင်းရှုံဖောက်တဲ့လှုပ်ဆောင်ချက်တွေဖြစ်တယ်လို့လည်း HGCO ကဖော်ပြထားပါတယ်ရှင်။